ဟာမင်းစောဒီငါ့ဘာလာဟုတ်တာတော့ဒီမှာလှုပ်နေရှုပ်နေပါဆိုတော့မှာအော်အုတ်ကြီးလှုပ်ရှုပ်မှကျွန်တော်သိတယ်အုတ်ကြီးရေအုတ်ကြီးနဲ့ကျွန်တော်လည်းလမ်းမှာတွေ့ပြီးစကားပြောရင်လေအခုပြောမဲ့စကားကလေမိဘဝန်ကြီးကကြောင်းသွားရင်မနာလိုတဲ့လူတွေတိုင်လိုက်အုတ်ကြီးနဲ့ကျွန်တော်လည်းဂွီဝါလိုက်တယ်အဲ့တော့အုတ်ကြီးအိမ်နိုင်အောင်ကျွန်တော်လာပြောတာအုတ်ကြီးနေပြီးတော့မှလေအထုလုံးလုံးကြီးလေးချမှတ်နေပြီဗျာနေပြီးတော့မလုံးကျုံတော့ဘူးနော်ဟိုအုတ်ကြီးတို့ရဲ့ဘူဂျူဂျူကြီးလေအဲ့သူ့ရဲ့ချောင်းလုံးနဲ့အိမ်ကိုလည်းတန်းလာပြီးတိဆောက်ပြီးတော့ ဒုံညီတွေတုံးမြင့်နေတယ်တဲ့ဦးကြီးရယ်။ဘာလဲဦးကြီးရယ်။သူဒီမှာကျတော့ကြောက်တာ။သူတို့မိသားစုစီးပွားရေးတွေသူတို့လက်ဆုပ်စာအာဏာရှင်တွေလေသူတို့ရဲ့စီးပွားရေးတွေဆုံးရှုံးမှာကျတော့ကြောက်တာ။ဟမ်ဒုံညီတွေတုံးမြင့်နေတယ်။အသက်တွေမှာကျတော့ကြောက်တာ။ပြည်သူတွေကျတော့အချင်းချင်းရန်တိုက်ပြီးတော့အိတ်ချက်ချင်းအိုးမဲ့တုပ်ပြီးတော့ခုတ်ခိုင်းနေတယ်ဦးကြီးရယ်။ဟောမမိုင်းမဟုတ်ကြီးอ่ะသူတို့တိတ်မှာကြတော့ကြောက်နေဟောဦးကြီးဒါနဲ့ဦးကြီးကိုပြောအောင်မယ်အမြန်လမ်းလीအ 319မိုင်အဲ319မိုင်မှာအေစီကတစ်စီးနဲ့ရေကတစ်စီးကနေပြီးတော့လုံုံရေးကင်းပတ်တာလုံုံရေးကင်းပတ်လို့ဆိုတော့ဒီလေးရေပေါ်လေးနဲ့တော်လည်းကပုတ်နဲ့တိတဲ့ကိုကိုင်နေတာငါရောက်မြန်မာပြည်ပွေချင်းပြီးွားတယ်အဲ့တည်င်းကိုနေပြီးတော့အုတ်ကြီးတို့ရဲ့ဘဘကြီးလည်းကြားလဲကြားပါအောင်အမြန်လန်းကအရာရှိကိုရဲမှုကိုခေါ်ပြီးတော့ချိန်မောင်းတာမြေနောက်ကဖြစ်ကြည့်နောက်မှဖြစ်မြေဒီတဲ့ဆိုးမယ်ဘာဖြစ်လဲကြားမယ်ချိန်မောင်းတာလေဟာလူလက်ခံရတယ် ကျန်တဲ့အရာရှိတွေလည်းတတိထားတော့တတိထားတော့သူတို့အတွက်လုံလုံရေးတွေမပေးနိုင်ဘူးလုံလုံရေးတင်းတင်းကြပ်မရှိဘူးသူတို့အန်ဒီရီစိုးရင်ရပြီဆိုရင်ဟောချိတ်နိုင်မယ်နော်အဲ့ဒါလာပြောတာသဘောပေါက်တယ်နော်သဘောပေါက်ပါပါအဖျူမိုမန့်စ်လေးတာအူချီအူချီကိုကျွန်တော်ခု မေးပြချင်းအကျွန်တော်မြန်မာစကားပေါ်မှာအုတ်ကြီးရယ်ကလားမနိုင်လို့ရခိုင်မဲတယ်ဆိုတာအုတ်ကြီးအဲ့ဒီစကားပေါ်ကြားဘူးလေနော်အဲ့ဒါဆိုရင်အုတ်ကြီးရယ်ဟိုပြီးခဲ့တဲ့ဂျပိုင်တော်တွင်ကလေအရှုပ်ရင်စားတော့ဆိုင်မှာတဲ့တကာသုံးဒီကော်ဖီကွက်ပေါ့နော်အဲ့ခါလုံးကော်ဖီကွက်မှာဖျားပုံတော်လေးပြီးပါလို့ဆိုပြီးတော့တန်ခါနိုင်ကဆရာတော်ကြီးတွေကနေပြီးတော့ရှုပ်ရင်ကမန်နေဂျာတွေကိုခေါ်ပြီးတော့ဩဝါဒပေးတယ်အဲတနည်းအားဖြင့်ပြောရအောင်တော့ခေါ်ပြီးစုလာပေါ့နော်ခေါ်ပြီးစုလာ ဲဒါဒါစုသိမ်းမယ်စုသိမ်းမယ်ဒါလုံတဲ့လုံထိုက်တဲ့ဥစ္စာကိုလုံတာဒါလုံရမယ်အဲအဲ့ဒါဆိုရင်ကျွန်တော်တို့အလားတူပဲကျွန်တော်တို့ဖုန်းငွေပြည့်ကတ်မိုက်တဲဖုန်းငွေပြည့်ကတ်မှာဇေဒီပုံလေးတွေဖျားပုံလေးပါနာကြတော့ခုံစုဘူးလားခုံစုရဲဘူးလားဟမ်မိုက်တဲကဘယ်လိုလုပ်တာလဲဟုတ်ကြည့်သိတယ်နော်ဟုတ်ပြီထားလိုက်တော့ထားလိုက်တော့ ိုတနေ့ကနောင်ချိုမှာเนาะလေလေးကိုနင်းနေလေးပြန်ပြီးတော့စေရနာပရိယတိစတင်တိုက်ကိုဘုံချေးလိုက်တာတန်တော့ကိုပါနေရာမှာလည်းပွဲချင်းကြီးပြန်လုံးလုံးမူပါလေပြစ်တဲ့လေရင်မူရောခိုင်းတဲ့အဘာတွေရောဘာလို့ခုံစုလာလဲအဲခုံစုရဲ့ဘူးလားအော်ရမပေးရဘူးလားမပေးကြတော့ဘူးလား အဲ့ဒါပဲဗျာနိုင်တဲ့လူကိုကျတော့ဖိပြီးတော့နင်းတယ်ထားလိုက်တော့ထားလိုက်တော့ထားလိုက်တော့ဟိုတနေ့ကအုံကြီးကိုကျွန်တော်ပြောသေးတယ်နော်ဗာလဲမန္တလေးပတိန်ကြီးဘက်ကနေပြီးတော့အေယာဝတီမြည့်ရဲ့ဟိုဘက်ကမင်းကိုပြစ်ဖို့ဆိုပြီးတော့လက်နက်ကြီးတွေအများကြီးတက်ဆင်ထားတယ်လို့ပြောတယ်လေအခုဒီနေ့စပြီးပြစ်ပြီဗျာအဲ့ဒီလက်နက်ကြီးတွေပြစ်တာဘယ်လိုထိလဲအခု အထိုးတော်ကြီးရဲ့ဖျားပတ်တော်ဝန်တွင်းတွေကိုလက်နဲ့ကြီးကြည်ကြီးကြုံမိတယ်ဗျာပြည်သူတွေလည်းအဲ့ဒီမှာထွက်ပြေးကုန်ကြပြီအထိုးတော်ကြီးကိုထိမှန်သွားရင်ခိုင်းသိမ်းမှာတော့ခိုင်းသိမ်းမှာအေးလေသူတို့ကဒီတော့ကတော့သူတို့တို့ကတော့စာမခွဲတော့ဘူးတန်ခါးတွေတော့တတ်သေးတာပဲအကူကဆရာတော်ကြီးတော်မှာကားနဲ့လာတော့ဒဲကြီးကိုတနေ့နဲ့ပြစ်လိုက်သေးတာပဲအာပြီးတော့သူတို့ကနေပြီးတော့မဟုတ်ပါဘူးဗာတစ်တယ်ညာဖြစ်တယ်နဲ့ ြောသေးတာပဲကျဘူးလေးပြအောင်လေးကိုကျဘူးပြအောင်ပြောသေးတာပဲထားလိုက်တော့ဗျာထားလိုက်တော့ထားလိုက်တော့ဘာပဲဖြစ်ဖြစ်တည်သူတွေရောတန်ဃာတော်တွေရောဂိရုဆိုင်နေကြပါလို့ဒီနေရာနေကျွန်တော်ပြောချင်ပါတယ်ဗျာဒီနေရာနေပြောချင်ပါတယ်နော်သူတို့ကတော့ပြစ်ပါပဲသူတို့နေရာမဖယ်ပေးရွဲ့ချပါပဲအဲ့ဒါကိုလာပြောတာသဘောပေါက်တယ်နော် တမိုးပေါ့မှာပါပေါ်လေဦးမယ်တတိထွင်လာပြောမယ် a few moments later အုတ်ကြီးရေတတိထူးတွေပါတယ်အုတ်ကြီးရေဟာရောက်လာပြန်ပြီလားကွာတရက်တရက်ဒီတတိနဲ့မပြီးတော့ဘူးလားဟောအုတ်ကြီးရေအုတ်ကြီးတည်အောင်လို့ဆိုတော့ကျွန်တော်တတိနဲ့လာပြောနေတာလေအုတ်ကြီးရေအုတ်ကြီးကအိမ်ထဲကအိမ်ကြီးမထွက်ဘူးအိမ်ကြီးကအိမ်ကြီးထွက်လေလုံယုံရင်းနဲ့ထွက်တာလေအုတ်ကြီး နော်အုတ်ကြီးကတရင်နေပါလေဒီလောက်တိတာမဟုတ်ကျွန်တော်လာလာပြောတော့အုတ်ကြီးကတိနေတာလေအုတ်ကြီးနားမလောက်တာနားမလောက်ကျွန်တော်ပြတ်မပြောတော့ဘူးဟာနေပါဦးနေပါဦးပါပြောပါပြောပါနားတော့ပါမယ်အဲအဲ့လိုလုပ်ပါအုတ်ကြီးရဲ့အုတ်ကြီးကျွန်တော်မြန်မာနိုင်ငံမှာလေလူချင်းတွေနားရှိတယ်နော်ဟိုကိုမောရှိတယ်ဗျာကိုမြစ်တာရှိတယ်အခုတော့တေဝါရီကောနော်ကိုကုန်းကြီးတို့နော်သူတို့ပြည့်တဲ့ပြည့်လုံးကြီးရတယ်အကျန်းကုန်ရှိရတာတကယ်တကယ်ကြီးရတာအော်ပြီးတော့ကဘာမှလည်းရှိသေးတယ်ဗျာလေမစ္စတာဘင်းချာလီချက်ဘရင်း ဟာသူတို့ရဲ့ပြက်လုံးတွေသူတို့ရဲ့ဟန်မူရာတွေကလေတကယ်ကိုလေဟာတာငယ်ရှင်ပါလေတကယ်ကိုရှည်ရတယ်သူတို့လုံးနေရှည်ရတယ်ဒါပေမဲ့မြန်မာနိုင်ငံမှာနောက်ထပ်လူရှင်တော်တက်ဦးနာမည်ကြီးနေပြီဗျာဟာဘာလို့လဲဟာအော်ဘာလို့ရှည်ရခွေအော်ကြီးတို့ရဲ့ဘိုးချုပ်ယူကြီးလေဘိုးချုပ်ယူကြီးသူမထွက်လိုက်ငယ်ထွက်လာလိုက်ပါနဲ့ကြီးရပြီဗျာအဲ့ဒီကနေပုတ်တက်ပုတ်တက်ပုတ်တက်နဲ့ကြီးရပြီ ။ तू မပြောလိမ့်နဲ့။ပြောလိုက်တဲ့စကလုံးနဲ့စကလုံးနဲ့စကလုံးနဲ့ကလေ။ဟာတာတွေရီဖို့ကောင်းတယ်ဗျာ။တကယ်ပြောတော့ကျွန်တော်သူရှင်တို့ပြောပြောနေတယ်လေ။ရီချင်းလုံးလုံးဖတ်ဖတ်ဖို့ရှင်မက်တော့ကကြိုးစား။အဲ့လိုဖြစ်နေပြီအုပ်ကြီးရေ။အဲ့လိုဖြစ်နေပြီ။ဘာလဲ။ဟိုတူကြတော့လေ။သမရာယူယူခြင်းနဲ့သမရာအရန်ဖြစ်ခြင်းလေသူမိမကြတော့ပါလေနိုင်ငံတော်အကြံပေးဖြစ်ခြင်းလေ သူသားသမီးတွေကြတော့လေမြန်မာနိုင်ငံမှာအကြီးဆုံးလုပ်ငန်းရှင်ကြီးတွေအကြီးဆုံးခရိုမီကြီးတွေဖြစ်ချင်နေတယ်အာနာယူနေတယ်မိသားစုအဲအာနာယူနေတယ်မိသားစုဟာလို့ထွက်ထွက်လာပြီးတော့ပြောလိုက်တဲ့စကားလုံးနဲ့စကားလုံးကလေတကယ်ကိုရည်ရည်ကြီးပါပဲအဲသူတို့ကြတော့လေလူတွေတက်တဲ့ရွာတွေကိုမီးရှို့တယ်အော်ပြီးတော့လေဟိုပေါ်တာတွေပေါ်တင်တွေဆွဲတယ်အခုဆိုရင်ကြီးတန်တာတော်တွေပါပါလာပြီးသူတို့တက်တာအဲ့ဒီလိုလူမျိုးကပြောလိုက်တဲ့စကားလုံးကလေ တကယ်ကြီးရာကြီးပဲ။အိုးလေရုပ်ရှင်မင်းသမီးကြီးဟိုပြောတယ်လို့လေဒါပြောကြည့်မှုမပြောကြည့်မှုပြောတော့မပြောကြည့်မှုဆိုအဲ့လိုဖြစ်နေတယ်။အခုလည်းကြည့်ဦးသူပြောတဲ့စကားလုံးနဲ့တကယ်ကိုပြောင်ပြောက်တယ်။ဘာလဲ။ဒီမိုကရေစီရဲ့ဒီမိုကရေစီထူထောင်ရမယ်နဲ့အသိဉာဏ်ပညာပြေဝရန်လိုအပ်နေပါပြီတဲ့ပြည်သူဤအသက် OA စီးစိမ်ပြက်သုံးစိရဲ့ဒုက္ခရောက်နေချိန်မှာတဲ့သင်္ကန်းစာယူပြနေပါပြီတဲ့အချိန်အခါကြာရောက်နေတော့ နော်ဒီမိုကရေစီလမ်းကြောင်းပေါ်ဘူးလေ तू ကနေကတင့်ပေးချင်ပါသည်တဲ့ तू ပြောတဲ့ပြန်လုံးနေရပြီကျွန်တော်တကယ်လို့ရှင်းရှင်းနေပြာ तू အတီးပြောတာလားပြန်လုံးလုံးနေတာလားဟိုသူ့ကိုဖားနေတယ်ဟိုငင်းငယ်လို့အုံးသီးလို့ပြန်လုံးနေပေးနေတာလေးတော်လို့ကျွန်တော်ရှင်းရှင်းနေပြာအဲ့ဒီလာပြောတာ တော့ဒီမိုကရေစီစနစ်ကိုလေပြည်သူလူထုကိုသူကနေပြောတယ်ပေးကျင်နေပါဘီပြည်သူလူထုရဲ့စေရတို့ကရောက်နေတာကိုလေသူကမကြည့်ရတော့ဘူးပြေအဲ့ဒါကပြောတာယူနေပြီယူနေပြီသဘောပေါက်တယ်နော်သဘောပေါက်ပါပါတော်လေဦးမေ